စိတ်ဓာတ်တွေနှိမ့်ချနေတဲ့လူလောကကြီးမှာကိုယ့်ရဲ့စိတ်ဓာတ်ကိုမြင်မအောင်တိဆောက်ပြီးနေရပြီလို့ပြောတာ။အဲ့တော့စိတ်ဓာတ်ကနှိမ့်ချတယ်စိတ်ဓာတ်ကမြင့်မြတ်တယ်ဆိုတာဘာကိုပြောတာလဲ။အဲ့ဒါကိုတော့ဦးဇင်းတို့ကကောင်းကောင်းနားလည်ဖို့လိုမယ်နော်။လူလောကမှာနှိမ့်ချတဲ့စိတ်ဓာတ်ဆိုတာလူချင်းရချင်းတဲ့စိတ်လောဘကိုပြောတာ။မကြည်နိုင်မချမ်းနိုင်စိတ်တိုင်းမချနိုင်တဲ့စိတ်ဒေါသကိုပြောတာ။ ြစ်နေတာကတမျိုးဝတ်ထင်နေတာကတမျိုးအမှန်သိမှုမရှိတဲ့မောဟကိုပြောတာစဉ်းစားကြည့်နော်လူလောကကြီးမှာဒီနေကြတဲ့စိတ်တွေနဲ့ပဲနေနေကြတာဟုတ်လားလူကျင်တာလောက်ပဲသိတဲ့စိတ်နဲ့နေနေကြတာမကြည်နိုင်မချမ်းနိုင်စိတ်နဲ့ပဲနေနေကြတာအမှန်မသိမှုနဲ့ပဲနေနေကြတာဟုတ်တယ်မို့လားသူများကိုဝေဖန်မကြည့်နဲ့ကိုကိုကိုဝေဖန်ကြည့်ဟုတ်လားရလိုစိတ်ဖြစ်လိုစိတ်တွေနဲ့အချင်းကုန်းနေတာဒီခါတလေမုံစိတ်တွေနဲ့အချင်းကုန်းနေတာ ချိန်နိုင်လို့လို့ကတော့မသိစိတ်တင်နေပဲအချိန်ကုန်နေတာဘာတွေတော့လောဘဒေါသမောဟပေါ့ဟုတ်တယ်မဟုတ်လားအဲ့ဒီလောဘဒေါသမောဟနဲ့နေတာကိုနှိမ့်ကြတဲ့စိတ်နဲ့နေတယ်လို့ပြောမလားမြင်မာတဲ့စိတ်နဲ့နေတယ်လို့ပြောမလားနှိမ့်ကြတဲ့စိတ်နဲ့နေကြတာနော်လူကျင်စိတ်တွေမုန်းစိတ်တွေမသိစိတ်တွေနဲ့ပဲနေနေတာအဲ့ဒါအောက်တန်းကြတဲ့စိတ်ပေါ့နော်